မြန်မာနိုင်ငံမှာဖြစ်ပျက်သွားခဲ့တဲ့ဒီငလျင်ဘေးကိုငါတို့လို Miss World အလှမယ်တွေမဲကပါအလှမယ်တွေမှမကူညီဘူးဆိုလို့ရှိရင်ဘသူတွေကကူညီမှာလဲဆိုပြီးတော့မြန်မာကိုဒီဂယုနာတက်တက်နဲ့ဘုံတို့ပြောထားတဲ့အဲအလှမယ်ကကြတော့ဂျပန်အလှမယ်ဖြစ်တယ် And finally since the earthquake struck Myanmar this March I've been thinking constantly as Miss World is there something more that we can do ဆိုတော့ဒီဂျပန်လှမယ်ကအခုဆိုလို့ရှိရင်သူဒီအာ head to head challenge second round မှာဝင်ရောက်ရှင်ပြိုင်နေပြီပေါ့နော်အာသူကကြတော့ဒီ presentation skill လည်းမကောင်းဘူးအင်္ဂလိပ်စကားပြောလည်းမကောင်းဘူးတစ်ချိန်လုံး note ကိုကြည့်ပြီးတော့ပဲဒီတိုင်းပြောနေတာပဲဒါပေမဲ့ဘာကြောင့်သူဒီလိုမျိုးဒီ qualifier ဖြစ်သွားလဲဆိုတော့သူလက်ရှိလာတဲ့သူလက်ရှိလောက်လာတဲ့သူရလူမှုလုပ်ငန်းရဲ့ impact ဒီအကျိုးသက်ရောက်မှုကြောင့်ဖြစ်တယ်သူကဒီအာ အာ Cambridge University ကနေဒီ Master ဘွဲ့ရထားတဲ့သူဖြစ်တယ်။ပြီးရင်လက်ရှိမှာလည်း Kyoto University မှာ PhD ပါရဂူတန်တက်နေတဲ့သူဖြစ်တယ်။ပြီးရင်သူလက်ရှိဟိုကတည်းကနေလုံလာတဲ့လူမှုလုပ်ငန်းအကြတော့သူရဲ့ဒီပညာရေးနဲ့ပတ်သက်နေတဲ့ Natural Disaster Protection လို့မျိုးပေါ့နော်။ဒီသဘောဝဘေးအန္တရာယ်ကောက်ကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတဲ့ဒီလူမှုလုပ်ငန်းကိုလှုပ်ဆောင်နေရဖြစ်တယ်။ဒါကြောင့်သူရဲ့ impact ကအရင်ကကြီးမားတယ်။ဒါကြောင့်သူက presentation skill မကောင်းဘူးဆိုပေမဲ့